Liverpool 1-2 Man U အားလုံးပဲမင်္ဂလာပါ Goby Page ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့ကိုဆုံးပါ United ဟာဆက်စုနှစ်တစ်ခုကြာနိုင်ပွဲပျောက်ဆုံးနေတဲ့ Anfield ကျင်းစာဆိုးကိုရပ်တန့်သွားနိုင်ခဲ့ပါတယ် Robin Emery ကန်တွယ်ခဲ့သမျှ Premier League 34ပွဲမှာပထမဆုံးချိန်နှစ်ပွဲဆက်တိုက်နိုင်တာပါဘာပဲဖြစ်ဖြစ်ဖီအားတွေကြားမှာဒီနိုင်ပွဲက United နဲ့ Arsenal ရဲ့ဝန်တို့ကအလွန်ကြေနဲ့ပျော်ရွှင်စရာညနေခင်းတစ်ခုဖြစ်ရှာရှာပါပါအားလုံးလွတ်မြောက်စွာပြောင်းရွှေ့ခွင့်ရခဲ့ကြပါတယ်တာမန်ထက်အထိပ္ပယ်များစွာပိုရှိနေတဲ့နိုင်ပွဲတစ်ခု statement victory တစ်ခုဖြစ်ခဲ့ပါတယ် မီမော်ရီရဲ့အခင်းကြီးနေဟာတပွဲထဲမှာပဲမှိန်တက်လဲလင်းတက်လဲဖြစ်နေတာကိုမြင်ရတာယူနေပြီဆိုပေမဲ့ဒီပွဲမှာလည်းဒီအတိုင်းတစ်ခုခုတော့လုံနေတော့မဲလို့တွေးမိစရာအခြေအနေရှိပေမဲ့ခြုံပြောရမယ်ဆိုရင်ကြစ်လက်တဲ့အားရစရာ performance တစ်ခုဖြစ်ကြည်ကြည်နက်နက်လက်ခံမှုလုံလောက်ပါလိမ့်မယ်။လူထုပ်ပုံလီဗာပူးရဲ့အားနည်းချက်တွေကိုထိုးနှက်ဖို့ပြင်ဆင်ခဲ့ပုံတွေကလက်တွေ့အလုပ်ဖြစ်သွားတဲ့အစီအမံတွေလို့သတ်မှတ်နိုင်ပြီးပိုကောင်းတဲ့နေ့လေစီသွားဖို့ energy source တစ်ခုလို့စတင်နိုင်မှုမျှော်လင့်ရပါတယ်။ Emoring ကဂိုးရီဇက်တက်ရလာတဲ့တိုက်စစ်မှု success ကိုခောက်ထားလိုက်တယ်။ဒီမှာရွေချက်နှမျိုးရှိပါတယ်။ ပထမတစ်ခုက present structure နဲ့ခံစစ်ကိုကူညီနိုင်စွမ်းအတွက်ဖြစ်ပြီးကောညာအန်ဘုံမမီဆန်မောင်းအတွဲက second body အတွက်ရောလောအားလုံးရွေးချနိုင်စွမ်းဤအတွက်ပါပိုထိရောက်တဲ့ trial ဖြစ်ခဲ့ပါတယ်ရွေးချယ်မှုကမှန်ကန်တယ်နောက်တစ်ချက်ကအနီးကတွန်းတွန်းတိုက်တိုက် physical battery မှာအားကောင်းကြတဲ့ vandyke corner တိတိကိုထိတ်တဲ့ရင်ဆန်မှုမကျူးစားတော့ပဲသူတို့နဲ့ခပ်ဝေးဝေးမှာလှုပ်ရှားနိုင်မှုအတွက်ဖြစ်ပါတယ် vandyke corner တိတို့ကအနီးကထိတ်တဲ့တွေ့ဆုံရမှာလွှမ်းမိုးနိုင်ကြတယ်တယောက်ကရှေ့ကိုတက်ရင်ဆိုင်နောက်တစ်ယောက်က second line အဖြစ်အစင်းသင်းရှိနေတယ် ဒါပေမဲ့ကျွန်တော်တို့ရဲ့ transition တွေမှာအဓိကဖြစ်တဲ့ကုန်းညာကသူတို့နဲ့ခဝေးဝေးမှာလှုပ်ရှားခဲ့ပြီးဒါကကစားခွင့်ကိုပုံဖော်ဖို့အကောင်းဆုံးခွင့်ရည်တွေဖြစ်လာစေခဲ့တယ်လို့ Emoring ကပြောပါတယ် United ရဲ့တိုက်စစ်၃ယောက်က rotation တွေဇက်တိုက်ပြုတ်လုပ်ပြီးဘောလုံးကိုခက်မြန်မြန်ယူရတယ်နေရာလွတ်တွေကိုအသုံးချဖို့ run and behind တွေဇက်တိုက်ပြုတ်လုပ်တယ်ဒါကချိန်ဆက်မှုအပိုင်းမှာတိတိတသားအားနည်းလာတဲ့ level ခံစဲအတွက်ပြဿနာဖြစ်လာစေခဲ့ပြီးကိုနာဒီဖန်တိုက်တို့အတွက်ဆုံးဖြတ်ချက်အများတချို့လုပ်မိအောင်ဖိအားပေးနိုင်ခဲ့ပါတယ် level ရဲ့ခံစဲလိုအပ်ချက်တွေကိုတုံးတက်တဲ့အခါ ညာချောင်းကိုပဲဖိပြောနေကြပါမိ။ဘဲချမ်းမှလည်းဟာခွက်တွေရှိလာတာကိုမြင်ရပါတယ်။ဗန်ဒိုင်းနဲ့ကာကက်စ်ကြားကနားလည်မှုအားဟန်ချက်ညီဖို့အချိန်ယူအောင်မယ်ထင်ပါတယ်။ကိုညာအန်ဘူးမိုးတို့ရဲ့အရွေးတွေက United ဝင်းဘတ်အာမက်ဒီယာလိုအတွက်နေရာလွတ်တွေပေါ်လာစေခဲ့ပြီးအန်ဘူးမိုးအာမက်အတွဲဟာတပွဲတက်တပွဲပူအသက်ဝင်လာတာမြင်ရပါတယ်။ကိုညာအန်ဘူးမိုးတို့ကစနစ်တကူမှဥဆောင်မောင်းနေသူတွေဖြစ်ခဲ့ကြသလိုဝမ်မန်အာမီလိုသူတို့အသင်းဟောင်းတွေကိုဆွဲတင်ဖို့တကူတော်စူးစမ်းခဲ့ကြသူတွေပါ။အချိန်ဤအမျိုးမျိုးမှာဘောလုံးကိုရေးရေးတင်းတင်းလက်ခံတခုခုဖြစ်လာအောင်မရမကစူးစမ်းကြသူတွေဖြစ်ပါတယ်။ ဒီရဲတဲမှုကို MV မှာချိန်သားခိုက်သူတို့ပြန်လဲအသက်သွင်းနိုင်ခဲ့ကြတာပါဒီနေ့ United တိုက်စစ်ကစားသမားတွေမှာအကြောက်လန့်ကင်းတဲ့ဟေးဟန်ကိုမြင်ရတယ်ယုံကြည်မှုလွန်ကဲနေတာမျိုးမဟုတ်ပဲယုံကြည်မှုအပြည့်ရှိနေတဲ့ပုံစံမျိုးပါ MV မှာကစားနေတာဟုတ်တယ်ဒါပေမဲ့ငါ့ကိုဘောလုံးပေးစမ်းကွာဆိုတဲ့တက်တီမျိုးပေါ့ကန်တိုနာနဲ့အခြားကန်တော်ဝင်တွေအမြဲလုပြခဲ့တယ်လို့မျိုးပေါ့ဒါကိုပြသခဲ့ပြီးနောက်မှာဆက်ထိန်းနိုင်မို့သူတို့ကြိုးစားရမယ်လို့ပြောစရာရှိရင်ပြင်းပြင်းထန်ထန်ဝေဖန်နေကြ Ryking ကချီးကျူးသွားခဲ့ပါတယ်ကိုညာကတိုက်စပိစီမှာဘောလုံးကိုရအောင်ကိုင်းနေရုံးထွက်တယ် အသင်းဘော်တွေနဲ့တွဲပြီးရင်ဘောလုံးကိုပြန်လက်ခံဖို့အဆင်နဲ့ဖြစ်နေပြန်ရောဘရူနိုကန်ချက်တိုင်ထိထွက်သွားတဲ့အခွင့်အရေးဟာကိုညာရဲ့ဒိုင်ယဂွန်နဲ့ဘောကနေစတင်ခဲ့ပါတယ်။သူ့ဖြတ်တင်မှုကိုမာမာဒက်ရွက်လီထွက်ကာကွယ်ရင်းအန်ဒီရများခဲ့ရပါတယ်။ပွဲချိန်မိနစ်90ပြည့်ကန်ပြီလီဗာပူးရဲ့တောင်းကန်ဘောကနေလမ်းမန်းထွက်ပုတ်တော့ကိုညာရှိကိုကြားတယ်။ကတ်ထားတဲ့ဖရင်ဘောင်ကိုကြော်ပြင်းပြန်ခောက်တယ်။ဖလိုရီယန်ဗတ်စ်ပါရောက်လာတော့နှစ်ယောက်ကတ်ထားတဲ့ဂျာကပဲဒေါ်ဂူစီရောက်အောင်ပေးသွားတယ်။ဒီအခိုက်အတန့်ကကိုညာရဲ့ဂိမ်းကိုထင်ရှားနေတဲ့အလှဆုံးဥပမာတစ်ခုပါ။ ယူနိုက်တက်ကမှန်ကန်တဲ့ရွေးချယ်မှုခေါ်ယူမှုဆိုတာပိုထင်ရှားလာစေတယ်။အမော်ရင်အတွက်သူ့စိတ်ကြိုက်ပလေးယာတွေနဲ့ပုံဖော်ခွင့်ဟာအချိန်ထက်ရတင်နေတယ်လို့ခန်းစားရစေတယ်။အနာဂတ်စီသွားဖို့ပေါ်တယ်ကိုကိုညာဖွင့်လိုက်ပါပြီ။အားလုံးပဲကျေးဇူးတင်ပါတယ်။နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်။